ဒီကနေ့သုံးလပြေဘုထာနေ့တနေ့နေ့နဲ့25မေလ17ရက်ကဘုံလိုနေ့ပြုနေ့မြေဒီနေ့ဖြစ်ပါတယ်သုံးလပြေဘုထာနေ့ဘုရားလောင်းသူမိတာဘုရားတော်ကပြတ်တိတ်ခံတဲ့နေ့လေသုံးလပြေဘုထာနေ့ပဲဖြစ်ပါတယ်လေးတင်ကြီးနဲ့ကမ္ဘာတည်းပါဠိပြည့်စီပြီးတခါလာပါဠိပြည့်တဲ့အန္တိမဘဝမှာ ဣတ္တကမင်းသားဘွားဖြစ်တယောက်မွေးဖွားတဲ့နေ့ဒီလေတဆုံးလမ်းကြီးဘုရားနေ့ပဲဖြစ်ပါလေတော်တကိတဲ့နောက်ဒုက္ခရစရိယာတရားကျင့်နေဆောင်းနေပတ်လုံးတရားကျင့်နေတဲ့နောက်ပိုင်းတက်တော်ဣတ္တကမင်းသားဘောဓမယဟန်တက်တော်35နှစ်ပြည့်တဲ့နေ့ဒီခုလိုပစုံလမ်းကြီးနေ့မှာလေတရား အဖြစ်ကိုရရှိတဲ့နေ့လည်းအစုံလမ်းကြီးနေ့ဘုရားနေ့လည်းဖြစ်ပါလေ။နောက်ဆုံးဘုရားဖြစ်ပြီးတဲ့နောက်55ဝါကာလပတ်လုံးတရားဟောပြီးတဲ့နောက်ပိုင်းမှာစေတောရှိစီပြီးပြိဋိကစာဝန်နဲ့နေ့လည်းပြီးနေ့လို့အစုံလမ်းကြီးဘုရားနေ့လည်းဖြစ်ပါတော့။အဲဒီနေ့ကိုအစုံလမ်းကြီးဘုရားနေ့အဖြစ်ဘုံလို့ဒီကမ္ဘာလုံး ဘောမပြင်းစွာဆရာကိုပုံယူတဲ့နေ့ဆရာရဲ့နေ့နေ့ဖြစ်တဲ့ကြောင့်ဆရာအင်တန်နေ့ဒီနေ့နဲ့ခါကမြမှာဘုန်းကြီးဘုရားကအားလုံးဒီနေ့ဒီကိစ္စမှာကုလသမဂ္ဂဆက်ပြီးဒီနေ့ကုသမဂ္ဂဘုရားနေ့မှာဆရာကိုပူဇော်ကြပါလေ။ဘာကြောင့်ဆရာလဲဆိုတော့ဘုရားမြတ်စွာဘုရားကလောကသားတွေအတွက် အောင်ကျိုးတွေကိုမိမှန်လမ်းနဲ့ကိုယ်ကိုကြားလာပြီးခဲ့ပါလေ။ဘယ်ဟာဒီဒီမှာဘုရားမကြီးဘုရားမကြီးရှင်ပါလေ။ဘုန်းတော်ဘုရားမကြီးမြန်မာနိုင်ငံလို့ရနေတာ။ဘုရားမကြီးဉာဏ်ကိုသွန်ပွဲဆိုတော့ဘောရီမင်းကိုဉာဏ်ကိုသွန်လို့ဘုရားမကြီးဘုရားမကြီးကိုဒီလိုရှင်ပါလေ။တရားရဲ့အကုန်ကိုဘုရားရဲ့အနေနဲ့ဘုရားမကြီးဉာဏ်ကိုသွန်ပွဲဆိုတော့တရားကိုဥစ္စာပါလေ။ ညုံတင်းဆိုတာလည်းဥဒိက္ခစိတ်ကြီးပါပဲ။နော်။ဘုရားရှင်တပ်ပြင်းလိုက်ရတဲ့ချိန်မှာအဲဗောဓိညောအောက်မှာသတင်းသုံးပြီးတော့တပ်ပြင်းလိုက်ဉာဏ်ကိုတောင်းတန်းစီးပြန်ပြီးတော့တပ်ပြင်းလိုက်ဉာဏ်ကိုရသွားတဲ့အတွက်ကြောင့်အဲဒီညောင်ကိုဗောဓိညောကဒါပရိဘောဂစိတ်ကြီးဖြစ်ဒါကုသိုလ်ချင်းလည်းဖြစ်ပါလေ။ဘုံလိုပမာဏကြတော့အဆုံးလာပြီဘုဒ္ဓံနဲ့ဉာဏ်ဉာဏ်သုံးပွဲပြုလို့ကျင်းပါလေ။တိရိတ္တံနဲ့မှကြတော့ တို့ကဝိသတ်တေလို့ခေါ်တယ်။နော်ဝိသတ်ဆိုတာဝိတာကနဲ့ခတ်။နဲ့ခတ်ပြည့်စုံတဲ့နေ့ကဝိသတ်တေ